အလုံးမမင်္ဂလာပါဒီချိန်ကဒီနေ့တော့သတင်းကျရောက်ပြီဆော်ရဲပုံမြင်လေးကိုပြပြပါမယ်အဲ့တော့သတင်းကျမှာတသားရုံမီမီတို့လည်းကြုံခဲ့ပြီးပြီဘာတွေလောက်ကြလဲဒီပုံမြင်လေးထဲမှာရောဘာတွေလောက်ကြမလဲဆိုတာကိုကြည့်ကြအောင်နော်โอเคဒါဆိုရင်ဒီချေတို့စာကြည့်ပါမယ်တရင်ကျမှာတဲ့အောင်အောင်နဲ့အေးအေးမောင်နှမနှစ်ယောက်မလုပ်ကြမလဲတဲ့ အောင်အောင်ရဲ့အေးအေးရဲ့မောင်နှမနှစ်ယောက်ရှိတယ်ဘာတွေလုပ်ကြမလဲလို့ပြောပါတယ်။ကဲကြည့်ရအောင်။သူတို့မောင်နှမနှစ်ယောက်ကတဲ့စုပိုးလေးတွေစုထားတယ်။သူတို့ပေးတဲ့မုပ်ပိုးလေးတွေကို စုဘူးစုထားတယ်။အဲ့ဒီစုပိုးလေးတွေကိုယူလိုက်တယ်။ယူပြီးသွားတဲ့အချိန်မှာဘာလုပ်မလဲကြည့်ရအောင်။အဲ့ဒီစုဘူးတွေကပတ်စံတွေနဲ့သူတို့ဘာတွေလုပ်မလဲ။ဟောသူတို့မုတ်တွေဝေလာကြတယ်တဲ့။နော်။ သူတို့မောင်နှမနေရဘာလို့ပို့လဲကြည့်ရအောင်ဖိုးဖိုးရဲ့ဘွားဘွားရဲ့ကိုကတော်ပါတယ်တဲ့သူတို့ရဲ့ဖိုးဖိုးဘွားဘွားကိုကတော်ပါတယ်ပြီးတော့ဖေဖေနဲ့မေမေကိုကတော်ပါတယ်တဲ့သူတို့ဖေဖေနဲ့မေမေကိုကတော်ပါတယ်ပြီးတော့ဦးဦးနဲ့အတော်နဲ့ကိုကတော်ပါတယ်သူတို့ရဲ့ဦးဦးတော်ကိုကတော်တယ်ဆရာကြီးဆရာမကြီးကိုလည်းကတော်ပါတယ်တဲ့ ပြီးတော့ဖုန်းတော်ကြီးကိုလည်းကတော့ပါတယ်တဲ့ပုံမုံကြီးတွေကိုနော်โอเคပြီးတော့သတင်းကျွတ်မှာအဲ့လိုမျိုး like ကတော့ပြီးတဲ့အချိန်မှာသူတို့ဘာပြောလဲဆိုတော့မုတ်ဘိုးတွေရတယ်အဲ့ဒီရတဲ့မုတ်ဘိုးတွေ ਨੇ သူတို့ကပျော်ပျော်ရွှင်ရွှင်စော်ကစားကြတယ်တဲ့ဟုတ်ပြီအဲ့တော့သတင်းကျွတ်မှာကတော့ရတဲ့လူကြီးသူမတွေကိုပြန်ပြီးတော့ပြောရအောင်ဘသူတွေလဲပိုပိုပွားတွေဖေဖေမေမေတွေဥဥတော်တော်တွေ ဆရာဆရာမတွေဖုံမုံကြီးတွေကိုကြောကြပါတယ်အဲ့တော့တသားရောမမီတို့လည်းတရင်ကျုပ်ကိုဖြတ်တမ်းပြီးွားပြီဆိုတော့တရင်ကျုပ်မှာဘာတွေလုပ်ခဲ့လဲဒီလိုမျိုးကလူကြီးသူမာတွေကိုတက်အသက်ရွယ်ကြီးတဲ့သူတွေကိုကြောပြီးသွားပြီလားဆိုတာကိုကြည့်ထားပါပြန်ပြီးတော့စဉ်းစားပါမကြောရသေးဘူးဆိုရင်ကြောလိုက်ပါအောင်เนาะဒီပုံမြင်လေးရဲ့နာမည်ကတရင်ကျုပ်ရောက်ပြီလို့ခေါ်ပါတယ်